မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တပန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီကနေ့ဟာဆိုလို့ရှိရင်တစ်နှစ်တစ်ကြိမ်ကြာရောက်တဲ့အပီပီဆိုင်ရာ အမျိုးသမီးများနေဖြစ်ပါတယ်နေ့စဉ်နေ့တိုင်း၃လပိုင်း၈ရက်နေ့ဟာအပီပီဆိုင်ရာ အမျိုးသမီးများနေဖြစ်ပါတယ် FPP ဆိုင်ရာအမျိုးသမီးဖြစ်ပေါ်လာပုံကိုအများကြီးပြောမယ်ဆိုရင်ရှည်ရွားမယ်နော်။တခွန်းပဲပြောရမယ်ဆိုရင်အမျိုးသမီးအခွင့်အရေးကိုစံတပြရင်းနဲ့ယူရင်းယူရင်းယူရင်းနဲ့အနောက်နိုင်ငံကနေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂကနေ FPP ဆိုင်ရာအမျိုးသမီးများနေအဖြစ်၃လပိုင်း၈ရက်နေမှာနှစ်စဉ်နှစ်ပိုင်းအတိအမှတ်ပြုဖို့ရန်အတွက်တတ်မှတ်ခဲ့တာဒီကနေ့တိုင်အောင်ဖြစ်ပါတယ်။ ဒါကြောင့်နေ့စဉ်နေ့တိုင်းရဲ့၃လပိုင်း၊၈ရက်နေ့ရောက်တိုင်းရောက်တိုင်းမှာအမျိုးသမီးများကိုအတိအမတ်ပြုရတာဖြစ်ပါတယ်။တနည်းအားဖြင့်အမျိုးသမီးတွေရဲ့အခွင့်အရေးဆုံးရှုံးနေလား။အမျိုးသမီးတွေသူတို့အခွင့်အရေးတွေရနေပြီလား။အဲ့ဒါကိုကျွန်တော်တို့လူမှုအတိုင်းဝိုင်းကနေသူတို့ကိုကြည်ပေးဖို့စာနာဖို့ထောက်မဖို့နော်တန်းတူအခွင့်အရေးရဖို့ရန်အတွက်အခွင့်အရေးပေးဖို့ရန်အတွက်ကျွန်တော်တို့အမျိုးသားတွေပေါ့အမျိုးသားတွေ ပြန်လဲချင့်ချိန်စဉ်းစားရမယ်အကောင်းဆုံးတော့အချိန်လဲဟုတ်ပါတယ်။ဒါကြောင့်အပီပီဆိုင်ရာအမျိုးသမီးများနေဟာ အမျိုးသမီးတွေရဲ့အခွင့်အရေးကိုပေးဖို့ရန်အတွက်တွန်းအားပေးထားတဲ့နေရာတရေဖြစ်ပါတယ်။အတိအမှတ်ပြုထားတဲ့နေရာတရေဖြစ်ပါတယ်။ဒီအပီပီဆိုင်ရာအမျိုးသမီးများနေဟာကျွန်တော်ခရိယံယုံကြည်သူတွေအတွက်လဲအသင်းတော်နေအနေနဲ့လဲတော်တော်လေးစဉ်းစားရမယ့်အရာအတိအမှတ်ပြုရမယ့်အရာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ဒီကနေ့တိုင်အောင်အသင်းတော်ထဲမှာအမျိုးသမီးတွေအခွင့်အရေးအများကြီးဆုံးရှုံးနေတုန်းဖြစ်ပါတယ်။ဒါကြောင့်အခုဒီကနေ့အမျိုးသမီးများနေ့အားဖြင့်ပေါ့နော်။အဒီအသင်းတော်မှာလည်းအမျိုးသမီးတွေကိုနေရာယူပေးတတ်ဖို့ရန်ကျွန်တော်အမျိုးသားတွေပြန်လဲစင်ချင်ဖို့လိုပါတယ်။တမားချင်းစာထဲမှာတော့အမျိုးသားတွေကိုဦးကောင်းနေရာမှာပေးထားတာမှန်နဲ့မှန်နဲ့။ဒါပေမဲ့အမျိုးသမီးကိုလည်းဘုရားသခင်ကမတုံးနိုင်ဘူးလို့တင်လုံးဝမထင်ပါနဲ့။ ဖယားသခင်ကအရာခတ်သိမ်းကိုတတ်နိုင်တဲ့အတွက်အမျိုးသမီးကိုလည်းသူ့နေရာနဲ့သူအတုံးပြုတယ်ဆိုတာဒီကနေ့ကျွန်တော်တို့နားလေလက်ခံရမှာဖြစ်ပါတယ်။ဒါကြောင့်အမျိုးသားတွေကိုဖယားသခင်အတုံးပြုသလိုအမျိုးသမီးတွေကိုလည်းဖယားသခင်အတုံးပြုပါတယ်။ကျမ်းစာတစ်ချက်ဖတ်ရအောင်။ကိုရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး7အငယ်7ကနေ7ဖြစ်ပါတယ်။တို့တော်လေသခင်ဖယား၌ယောက်ျားမပါဘဲမိမဖြစ်သည်မဟုတ် မိမမပါပဲယောက်ျားဖြစ်ဒီမဟုတ်မိမဒီယောက်ျားကြောင့်ဖြစ်တကယ်တို့ယောက်ျားဒီလဲမိမအားဖြစ်ဖြစ်ဤအလုံးစုံတို့ဒီလဲဖယားသခင်ကြောင့်ဖြစ်ကြ၏ယောက်ျားတွေဟာမိမမွေးလို့ယောက်ျားဆိုဘာဖြစ်လာတာပါတိတ်ဘဝင်မမြင့်ပါနဲ့ကျွန်တော်အပါဝင်လေငါတို့ယောက်ျားကဖယားသခင်ငါတို့ကိုဦးကောင်းနေရာမှာပေးထားတယ်ဟေ့ဆိုမှဘဝင်တိတ်မမြင့်ပါနဲ့ကျွန်တော်တို့တွေကလည်းမိမမွေးလို့ရှိလာတာဖြစ်ပါတယ် ဒီတိုင်းမှာပဲပထမဦးဆုံးမိမလည်းဘယ်ကနေလာလဲယောက်ျားရဲ့နံယိုးကနေလာတယ်ဆိုတာလေမမေ့ပါနဲ့တနည်းအားဖြင့်မိမဟာယောက်ျားကနေလာတယ်ဒီကနေ့ကျွန်တော်ယောက်ျားဟာမိမတွေမွေးမပြန်ဖြစ်တည်လာတယ်တယောက်ကိုတယောက်မီခိုပြီးတော့မှအသက်ရှင်နေရတယ်ဆိုတာမမေ့ပါနဲ့သူကြီးတယ်ကိုကြီးတယ်ဆိုမှညင်းခုန်ဖို့ထက်ဖယားသခင်သာအကြီးမြတ်ဆုံးဆိုမှယောက်ျားမိမတိုင်းကကျွန်တော်တို့ဝန်ခံရမှာဖြစ်ပါတယ် ဆိုတော့ဒီကနေ့အဓိကပြောချင်တာကအမျိုးသမီးတွေကိုနေရာပေးပါအမျိုးသမီးတွေကိုအခွင့်အရေးပေးပါလူအတိုင်းဝိုင်းမှာတော်လကောင်းအသင်းတော်မှာတော်လကောင်းမိသားစုမှာတော်လကောင်းအမျိုးသမီးတွေကိုအခွင့်အရေးပေးပါလို့ခေါ်အပ်ပေးချင်ပါတယ်ဆိုတော့ဒီကနေ့မနေ့မှာအမျိုးသမီးတွေကိုအထူးပဲဆုတောင်းပေးချင်တယ်နော်ဆိုတော့ကျင်းကျင်းစာဖတ်ရင်းနဲ့စကားတစ်ခုနှစ်ခုလေးပဲကျွန်တော်ခွန်အားပေးသွားတယ်အခုအဓိကအမျိုးသမီးတွေကိုဆုတောင်းကောင်းချီးပေးချင်တယ်ဘာလို့လဲဆိုတော့ဒီကနေ့ဟာအပီပီဆိုင်ရာအမျိုးသမီးများနေဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေကိုအထူးပဲဆုတောင်းကောင်းကြီးပေးမယ်အမျိုးသားတွေလည်းနားထောင်မှကိုယ့်ရဲ့မိသားစုတွေကအမျိုးသမီးတွေအတွက်အာမင်ထိုးလို့ရတယ်နော်အမျိုးသမီးတွေဆိုရင်လည်းဆုတောင်းတန်ကိုနားထောင်ပြီးအာမင်ထိုးတော်လို့ရပါတယ်အတူတူကကောင်းကြီးခံယူရအောင်ကောင်းကင်ဘိုလ်ခြေထောက်ရမျက်စွာဘုရားယေရှုတင်တယ်အမောင်ညမှာအကောင်းဆုံးအိတ်ဆက်အနာယူခွင့်ရစေတည်တော်မကတာယာအေးချမ်းတော်မနဲ့ခင်မှာနှုတ်ထခွင့်ရစေတယ်အသက်ရှင်ခွင့်ပေးတယ် အသက်ရှင်သောတန်ရှင်သောမူမြတ်တော်နှုတ်ကပတ်တော်မြတ်ကိုမနဲ့ပိုင်းအခမဲ့ကြားနာခံယူခွင့်ရနေတယ်။ဂျေဇုတင်တဲ့ကိုတော့ဒီကနေ့ဟာဆိုလို့ရှိရင်အပီပီဆိုင်ရာအမျိုးသမီးများနေဖြစ်ပါတယ်။ကိုတော့ပထမအိုးဆုံးအမျိုးသမီးဖြစ်တဲ့အေဝကိုအာဒံရဲ့နံယိုးအဖြစ်ဖန်ဆင်းပေးခဲ့တဲ့အတွက်ကြောင့်ဂျေဇုတော်ချီးမွမ်းပါတယ်။ပထမအိုးဆုံးအေဝဟာအပြစ်နှုန်ထဲမှာကြာရောက်ခဲ့ပေမဲ့ ဒီကနေ့အမျိုးသမီးတွေဟာသခင်ယေရှုခရစ်တော်ကိုယုံကြည်တော်အားဖြင့်အပြစ်ကနေနောင်တရယမယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခဲ့မယ်ဆိုရင်အမျိုးသမီးတိုင်းအားလုံးကယ်တင်ခြင်းရမယ်ဆိုတာနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့သိခွင့်ရတယ်ဟာလေလုယာယေရှုတင်တယ်အမျိုးသမီးများအားလုံးကိုယေရှုနာမအားဖြင့်ကောင်းချီးပေးပါတယ်လူမှုအတိုင်းဝိုင်းမှာသူတို့ယာတင်ယာထိုက်တဲ့အခွင့်အရေးကိုကိုတော်ဖျားကျွန်တော်အမျိုးသားတွေကိုမျက်စိပွင့်စေပါ အခွင့်အရေးကိုပေးတတ်တော်သူများဖြစ်စေပါအသင်းတော်မှာလည်းတို့ရာတင်ရာထိုက်တဲ့အခွင့်အရေးတွေကိုပေးဖို့ရင်အမျိုးသားတွေကို မျက်စိပွင့်စေပါဖခင်တခင်ရဲ့အလိုတော်ကိုမြင်စေပါဟာလေလုယာမိသားစုထဲမှာလည်းအမျိုးသမီးတွေရာတင်ရာထိုက်တဲ့အခွင့်အရေးကိုကိုတော်ဖျားပေးတတ်ဖို့ရင်မိသားစုဝင်ကျွန်တော်တို့ကိုမျက်စိအလင်းပွင့်စေပါဟာလေလုယာကိုတော့ အခုနားထောင်နေတဲ့အမျိုးသမီးအားလုံးကိုဆုတောင်းကောင်းချီးပေးပါရယ်ကဲတင်ချင်းမရသေးတော့သူများရှိရင်ကဲတင်ချင်းရစေပါလောကမှာအသက်ရှင်တော့မှအခွင့်ရရတည်တာမကလူအခွင့်ရရတည်တာမကကဲတင်ချင်းအခွင့်ရကိုအပြည့်အဝရကြတော့အမျိုးသမီးများဖြစ်ကြပါစေဟာလေလုယာကိုရောဗျာအမျိုးသမီးများကိုကောင်းချီးပေးပါသူတို့သားသမီးသူတို့မိသားစုသူတို့ရဲ့အလုပ်သူတို့ရဲ့ရှေ့ရေးကိုရောကွယ်ကောက်ဆောင်မပေးပါ မိသားစုထဲမှာသမီးလို့တဲ့အမျိုးသမီးမိသားစုထဲမှာအမေလို့တဲ့အမျိုးသမီးမိသားစုထဲမှာချွေးမလို့နေတဲ့အမျိုးသမီးမိသားစုထဲမှာအဖွားလို့နေတဲ့အမျိုးသမီးအာအသင်းတော်ထဲမှာကျွန်တော်တို့အသင်းလူကြီးလို့နေတဲ့အမျိုးသမီးအသင်းတော်ထဲမှာအမှုတော်ဆောင်လို့နေတဲ့အမျိုးသမီးအသင်းတော်ထဲမှာကြာရာကဏ္ဍမှာအလုလုနေတဲ့အမျိုးသမီးများအိုးဖရာအမှုတော်မြတ်မှာမိသားစုထဲမှာလူမှုအတိုင်းဝိုင်းထဲမှာ ကြာရကဏ္ဍမှာဆွမ်းဆွမ်းတမန်ထမ်းဆောင်နေတဲ့အမျိုးသမီးအားလုံးကိုကိုရောကောင်းချီးပေးပါ။ကျမ်းမာချင်းပေးပါညီတချင်းပေးပါကိုရောအထူးတစ်ပြည့်အခုစစ်မက်ကာလမှာနိုင်ငံရေးမငြိမ်မသက်ကာလမှာနေရာတကာမှာအမျိုးသမီးများအခွင့်အရေးဆုံးရှုံးနေတာမှာကစစ်ဘေးဒုက္ခတွေဖြစ်နေတယ်။ကိုရောကွဲကဆောင်းမပြီးလေကဲတင်ပေးတော်မူပါ။ အပီပီဆိုင်ရာအမျိုးသမီးများနေ့အားဖြင့်ဖယားသခင်အမျိုးသမီးများပေါ်မှာထားတဲ့အလိုတော်ကိုကျွန်တော်ကျမတို့ကိုတီးခွင့်ပေးစေတော်မှာပို့ပြီးရှင်းလင်းစေတော်မှာအမျိုးသမီးများကိုလည်းကိုတော့ကောင်းချီးပေးပါမိကြောင်းကိုတော့တို့လို့မကင်မာလာရှင်လည်းကိုတော့ခွင့်လွတ်ပေးလဲနောင်တရတဲ့ခါမှာကိုတော့အပြစ်ကိုခွင့်လွတ်ပေးပါမိကြောင်းအမျိုးသမီးအားလုံးအားလုံးကိုဆုတောင်းကောင်းချီးပေးတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမတော်မြတ်အားဖြင့်ဆုတောင်းပါလိဖဗျာအာမင် 邀请手两个拍起，大约搞几百把钱咯。